်မင်္ဂလာပါရှင်ခစ်တဲ့တရင်ဌာနကနေတရင်များကိုတင်ဆက်ပေးလျက်ရှိပါတယ်အခုတင်ဆက်ပေးမယ့်တရင်ကတော့တရုတ်ကူမင်းဆွေးနွေးပွဲတွင်နောင်ချိုကြောင့်မဲတီဘောမိုးမိန်နေမိုးကုံမြို့နယ်တို့မှ TNL တက်များပြန်လည်ဆုတ်ခွာရန်စစ်ကောင်စီတောင်းဆိုမှု TNL ကပယ်ချတဲ့တရင်ကိုတင်ဆက်ပေးပါမယ် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ TNL ကတင်ပိုက်ထားသောနောင်ချိုကြောင့်မေတီဘောမိုးမိတ်မိုးကုတ်မြို့နယ်တို့မှာ TNL တပ်များပြန်လည်ဆုတ်ခွာရဲစစ်ကောင်စီတောက်ဆိုမှုကို TNL ကပယ်ချလိုက်ကြောင်းယနေ့သတင်းထုတ်ပြန်ပါတယ်။ တရုတ်နိုင်ငံ၏ဂျာဝင်မှုဖြင့် AB 28ရက်နေ့နှင့် AB 29ရက်နေ့တို့တွင်စစ်ကောင်စီကိုယ်စားလှယ်နှင့် TNL မှဒုတိယဗိုလ်ချုပ်ကြီးတာချုပ်ကြားဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့တို့တွေ့ဆုံခဲ့ကြောင်း TNL တပ်များအနေဖြင့်နောင်ချိုကြောင်မဲတီဘောမိုးကုတ်မိုးမိတ်စသောဒေသများမှပလောင်ကိုပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်သည့်နမ်ဆန်နှင့်မန်တုံမြို့နှင့်အတွင်းအထိသို့ပြန်လည်ဆုတ်ခွာရန်စစ်ကောင်စီကတောင်းဆိုလာကြောင်းအဆိုပါတောင်းဆိုချက်ကို TNL ကိုယ်စားလှယ်များကသဘောမတူနိုင်သဖြင့်နှစ်ဖက်အပြန်အလှန်ဆွေးနွေးမှု ှုထက်ဆင့်မတိုးနိုင်သေးဘဲနှစ်ဖက်အပြစ်ခတ်ရက်စဲနိုင်ရန်အတွက်လာမယ့်ဩဂုတ်လတွင်ထပ်မံတွေ့ဆုံရန်သဘောတူခဲ့ကြကြောင်းသိရှိရပါသည် စစ်ကောင်စီကလေးချောင်းမှဘုံကျဲခြင်းလက်နက်ကြီးများပစ်ခတ်ခြင်း drone များဖြင့်တိုက်ခိုက်ခြင်းထိုးစစ်ဆင်ခြင်းစသည့်ပစ်ခတ်တိုက်ခိုက်မှုများအလုံးရပ်တန့်ရန်တရုတ်မြန်မာနယ်စပ်ကုန်သွယ်လမ်းကြောင်းပြန်လည်ဖွင့်လှစ်နိုင်ရန်ဒေသတည်ငြိမ်အေးချမ်းရန်တရုတ်ကကြောင်းဝင်ခြင်းဖြစ်ကြောင်းသိရှိရပါသည် TNL ကိုလည်းကိုကန့်တပ်ဖွဲ့ MNDAA ကဲ့သို့တဆင့်တိုးအပစ်ခတ်ရဲစဲရေးပြုလုပ်နိုင်ရန်အတွက်တရုတ်နိုင်ငံအထူးကိုယ်စားလှယ် Mr. တိန်ရှိကျွင်းကကမ္ဘာကထပြုအလေးထားကြိုးပမ်းပြီးနှစ်ဖက်တွဲဆောင်မှုများအလင်းမြန်တိုးတက်လာ စေရန်ဆောင်ရွက်ခြင်းဖြစ်ကြောင်း TNL ရဲ့သတင်းထုတ်ပြန်ချက်အရသိရှိရပါတယ်။ဆက်လက်တင်ဆက်ပေးမယ့်သတင်းကြောင်းကတော့ရွှေဘိုတွင်စစ်တပ်လက်ကင်းကခြေရွာများမှာဈေးဝယ်ပြန်လာသည့်ပြည်သူများနှင့်ခီးသွားများကိုဖမ်းဆီးပြီးတအူးလျင်ငွေကျပ်350ဖြင့်ရွေးခိုင်းငွေကြေးမပေးနိုင်သူများကိုအမှတ်ရှိလေ့ကျင့်ရေးတပ်ထဲ၌ဖမ်းဆီးထားတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ စကိုင်းတိုင်းရွှေဘုံမြို့နယ်တွင်အကျန်းဖက်စစ်တပ်လေကင်းကခြေရွာများမှဈေးဝယ်ပြန်လာသည့်ပြည်သူများနှင့်ခီးသွားများကိုဖမ်းဆီးပြီးတအူးလေရင်ငွေကျပ်350ဖြင့်ရွေးခိုင်းကငွေကြေးမပေးနိုင်သူများကိုအမတ်ရှိလေးချင်းတက်ထဲ၌ဖမ်းဆီးထားကြောင်းဒေသပြည်သူများကပြောဆိုပါရယ်အေဗီလာ30ရက်နေ့တွင်ရွှေဘုံမြို့နယ်ထူကြီးရွာပုံနှကုံးရွာထန်းစင်ရွာစိတ်ခွန်ရွာနှင့်ဘိုတဲကုံးရွာတို့မှဈေးဝယ်ပြီးပြန်လာသည့်ပြည်သူ၁၀ဦးနှင့်အမည်မသိခီးသွားပြည်သူများကိုအကျန်းဖက်စစ်တပ်လေကင်းကဖမ်းဆီးပြီးငွေကျပ် 50ဖြင့်ပြန်ရွေးခိုင်းခြင်းဖြစ်ကြောင်းသိရှိရပါသည် ထို့သို့၎င်းတို့တောင်းခံသောငွေကြေးမပေးသူများကိုအမတ်ရှိလေးချင်ရတဲ့သို့အကြမ်းဖက်စစ်ကောင်စီတပ်သားများကဖမ်းဆီးသွားကြောင်းထို့သို့ဖမ်းဆီးခံရသူများကိုမိသားစုဝင်များကလေးချင်ရရှင်နှင့်မြို့မရဲစခန်းတွင်တွားရောက်စုံစမ်းတော်လဲဖမ်းဆီးထားခြင်းမရှိဟုစစ်ကောင်စီတပ်သားများကညှင်းဆိုသည်ဟုဒေသပြည်သူများထံမှသိရှိရပါသည်စစ်တပ်လေကင်းကဘာတွေ့တွေအကုန်ဖမ်းတာဖမ်းပြီးငွေနဲ့ရွေးခိုင်းတာငွေပေးလို့လွတ်လာသူတွေကိုတော့ဖုန်းနံပါတ်ပေးတာဖုန်းနံပါတ်ပေးလိုက်ပြီးငါးနေမပြောင်းမချင်းပတ်စံပေးထားတဲ့သူတွေကိုမ မဖမ်းဘူးတကယ်လို့ဖမ်းခဲ့ရင်ငါဖုန်းနံပါတ်ဆက်လိုက်လွှတ်ပေးမယ်ဆိုပြီးဖုန်းနံပါတ်ပေးလိုက်တယ်ဟုဒေတာပြည်သူတို့ကပြောပြကြောင်းသိရှိရပါတယ်အကြံဖက်စစ်ကောင်ဆောင်မင်းအောင်လိုင်က၎င်း၏ပြပခီးစင်များအတွက်အသုံးပြုနေသည့်စစ်တပ်ပိုင်း Airbus လေယာဉ်ကိုအပြီးအပြည့်ဝယ်ယူလိုက်ပြီဖြစ်ကြောင်းစစ်ကောင်စီကထုတ်ပြန်ထားသောအမိန့်ပြန်ထမ်းအရသိရှိရပါသည်။ ယခုနှစ်ဖေဖော်ဝါရီလ17ရက်နေ့ကထုတ်ပြန်ခဲ့သောစစ်ကောင်စီအမိန့်ပြန်ထမ်းတွင်အပြည်ပြည်ဆိုင်ရာမြမလေးချ MAI တွင်အသုံးပြုရန် American နိုင်ငံ Aviation Capital Group ထံမှပြန်ရောအောက်ခွန်စနစ်ဖြင့်ငားရန်တင်သွင်းထားသည့် Airbus အမျိုးအစား A319115 MSN5193 လေယာဉ် HYLAK ကိုပြန်လည်တင်ပို့ခြင်းမပြုတော့ဘဲပြည်တွင်းသုံးဆွဲရန်ဝယ်ယူခြင်းအတွက်ချက်တင်သည့်ဝင်ငွေခွန်နှင့်ကုန်သွယ်လုပ်ငန်းခွန်တို့ကိုကိလို ုခွင့်ပြုလိုက်ကြောင်းဖော်ပြထားခြင်းဖြစ်ပါတယ်အဆိုပါ MAI အမိခံပေးထားသော Airbus လေယာဉ်မှာမင်းအောင်လိုင်းခီးစင်များအတွက်တည်တဲ့အသုံးပြုနေသည့်စစ်တပ်ပိုင်းလေယာဉ်ဖြစ်ကြောင်းမင်းအောင်လိုင်းမိသားစုအတွက်တည်တဲ့အသုံးပြုသည့်လေယာဉ်ဖြစ်ကြောင်းစစ်ဘက်သတင်းရင်းမြစ်ကဆိုပါရယ် အဲ့ဒီ Airbus HYLK လေယာဉ်က MAI ကအမိခံပေးထားတာပါတက်မတော်ပိုင်းလေယာဉ်မှာလေယာဉ်အတွက်အာမခံနဲ့ပြပခီးစင်တွေပြန်တန်းဖို့က MAI အမိခံထားပေးမှရတာတက်မတော်လေယာဉ်ဆိုရင်ပြပခီးစင်အဝေးတွေပြန်တန်းခွင့်နဲ့နိုင်ငံတကာလေယာဉ်ကွင်းတွေမှာဆင်းခွင့်ခက်ခဲတဲ့အရက်ဘက်လေယာဉ်အနေနဲ့တုံးဖို့ MAI ကအမိခံပေးရတာပါဟုစစ်ဘက်သတင်းရင်းမြစ်ကဆိုပါတယ် မင်းအောင်လိုက်သည်ရုရှားခီးစင်နှင့်တရုတ်ခီးစင်များတွင်ယခုဝယ်ယူလိုက်သည် MEI Airbus လေယာဉ်ကိုအသုံးပြုနေခြင်းဖြစ်ပါသည်။မင်းအောင်လိုက်ကထိုင်းနိုင်ငံနှင့်ပြပခီးစင်အတူများအတွက်စစ်တပ်အထူးလေယာဉ် Fokker SMD F28 0070လေယာဉ်အမှတ်002ကိုအသုံးပြုနေပြီး၎င်း၏မိသားစုပြပခီးစင်များတွင်လေယာဉ်နှစ်စီးကိုအဆင်ပြေသလိုအသုံးပြုနေခြင်းဖြစ်ကြောင်းသိရှိရပါသည်။ လွန်ခဲ့သောနှစ်များအတွင်းမင်းအောင်လှိုင်ဇနီးဂျူဂျူလာတာသမီနှင့်မြေးများစင်ကာပူသို့အလေပတ်သွားခဲ့စဉ် MAI Airbus လေယာဉ်ကိုအသုံးပြုခဲ့ကြောင်းသိရပါသည်။ MAI လေးချောင်းလိုက်မှာရခင်က KBZ ဥအောင်ကိုဝင်းကပိုင်ဆိုင်ခဲ့တော့လဲ24 hour company အုပ်စု၏ဥက္ကဋ္ဌဥအောင်အောင်ဇော်ကပိုင်ဆိုင်ကြောင်းသိရှိရပါသည်။ ဆလတ်တင်ဆက်ပေးမယ့်သတင်းကတော့ဗမော်တွင်တိုက်ပွဲပြင်းထန်နေပြီးစစ်တပ်ကလင်းရဲများဖြင့်မီးလောင်ပုံးများချဲချ၍မြို့တစ်ခုလုံးမီးလောင်ပြကြမြေကြီးနားလေတက်ရှော့တိုက်တုံးဖြင့်အပြစ်ခံရတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ကချင်ပြည်နယ်ဗမော်တွင်တိုက်ပွဲပြင်းထန်နေပြီးစစ်တပ်ကလေရင်များဖြင့်မီးလောင်ပုံများကျဲချ၍မြို့တစ်ခုလုံးမီးလောင်ပြာကျနေကြောင်း KIA သတင်းရင်းမြစ်နှင့်စစ်ပီးရှောင်ပြည်သူတို့ချို့ကပြောဆိုပါရ2024ခုနှစ်ဒီဇင်ဘာလမှစတင်ခဲ့သောဗမော်မျိုးတိုင်းတိုက်ပွဲမှာ9လနီးပါးကြာမြင့်လာခြင်းတွင်ပုံမှုပြင်းထန်လာကြောင်း ဗမော်မြို့နေရာအများစုမှာလည်းမီးလောင်ပျက်စီးနေပြီးအထူးကအပြင်စစ်တပ်ကလေယာဉ်များဒရုန်းများဖြင့်မီးလောင်ပုံများကျဲချခြင်းကြောင့်မီးလောင်ပျက်စီးမှုများဖြစ်ပေါ်နေရကြောင်း AB 29ရဲမှဗမော်မြို့တတိယရဏဇေကြီးမှာစစ်တပ်ကလေယာဉ်ဖြင့်ပုံကျဲမှုကြောင့်မီးလောင်ပြကျသွားကြောင်းသိရပါဗျာ။ ဟိုဘက်ဒီဘက်ပြစ်ခတ်ရင်လည်းမိလောင်ပျက်စီးတာတွေလည်းရှိသလိုအထက်ကကတော့တက်က drone တွေလေယာဉ်တွေနဲ့ဘုံးတွေထောက်လျှောက်ကျဲချတာတိရိယရဏဈေးကြီးလည်းမိလောင်ပြကြပြီး AB 29ရဲ့ညနေ4နာရီလောက်ကလေးကလောင်တာမနေ့ကမနေ့ပိုင်းထိလောင်နေနောက်ပြီးမိုးနေနေရွာလို့မိညွန့်ကျိုးသွားပြီးမဲ့လှိုက်ပြီးလောင်နေဈေးတစ်ခုလုံးကတော့ကုန်တလောက်ရှိသွားပြီဟုဗမော်မျိုးမှစစ်ပေးဆောင်ပြည်သူတို့ကပြောဆိုပါတယ် ထို့ပြင်ဗမော်မျိုးပေါ်ရှိရက်ကွက်အများစုမှာလည်းတိုက်ပွဲများကြောင့်နေအိမ်များထိခိုက်ပျက်စီးသွားပြီးအထူးသဖြင့်စစ်တပ်ကကာကင်းစခန်းများဆုတ်ခွာပြီးရက်ကွက်တိုင်းကိုဆုတ်ခွာတိုင်းမှာရက်ကွက်များကိုမိရှို့သွားကြောင်းဒေတာသတင်းရင်းမြစ်ကဆိုပါတယ်။ မင်းကြောင်ကုန်းဘက်မှာဆိုရင်လေတော်တော်များများကုန်သွားပြီကချင်စုလည်းဘာမှရစရာမရှိတော့ဘူးပြင်စင်ကုန်းအင်တဲဆက်တွေလည်းကုန်ပြီမြို့ရဲ့၄ပုံပုံရင်၃ပုံလောက်ကပြက်စီးမှုတွေနဲ့ကုန်းတလောင်နေပါပဲဟုစစ်ပေးဆောင်ပြည်သူကဆိုပါတယ်ဗမော်မြို့တွင် KIA နဲ့ KPD ရဲ့ပူးပေါင်းတပ်များကစစ်ကောင်စီ နောက်ဆုံးလက်ချံစခန်းဖြစ်သောစကခ27ခလာရ49များကိုစက်တိုက်တိုက်ခတ်နေစေဖြစ်ပြီးအမှတ်906 အမှတ်9336တန်းချက်ကတရင်တင်ကတရင်အမြောက်တက်366နဲ့ဗမော်လီစိတ်တို့ကိုဒေါ်လာရေးတက်များကတိုက်ခိုက်သိမ်းပိုက်ထားပါရယ် ထို့ပြင်မြကြီးနာမျိုးရှိစစ်ကောင်စီ latest scan ကိုလည်းရမန်နေ့မွန်လွယ်ပိုင်း short တိုက်တုံးဖြင့်ပြစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းစစ်ကောင်စီထုတ်ပြန်ချက်အရသိရှိရပါတယ်။ဧပြီလ30ရက်နေ့မွန်လွယ်12:00နာရီမိနစ်30ချိန်မြကြီးနာလေရင်ကွင်းသို့ short တိုက်တုံးဖြင့်ပြစ်ခတ်ခံရပြီးလေရင်ကွင်း၏အရှိတ်တို့ကြားရောက်ပောက်ကွဲခဲ့ကြောင်းလူထိခိုက်မှုနှင့်အဆောက်အအုံထိခိုက်ပျက်စီးမှုမရှိကြောင်းစစ်ကောင်စီကဆိုပါတယ်။ မြကြီးနာမပါခါကလည်းလက်နဲ့ကြီးတွေဝိုင်းမော်ဘက်ကိုပြစ်နေတာရှိတယ်။မြကြီးနာလေတက်ဘက်ကတော့ကျွန်တော်တို့ဘက်ကရှော့တိုက်ဒုံးနဲ့မကြာခဏပြစ်ခတ်တာမျိုးရှိပါတယ်။မနေ့ကပြစ်ခတ်မှုကတော့ကျွန်တော်သေချာမသိသေးဘူးဟု KIA ရှေ့တန်းတင်းရှင်မြစ်ကပြောဆိုကြောင်းသိရပါတယ်။